မေတ္တာ၃ပါးအကြောင်းမေတ္တာတရားသည်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာနံပါတ်၁ကာယကံမေတ္တာကာယကံမေတ္တာသည်စေတနာမေတ္တာအရင်ခံထား၍ကာယဝิญဉ်ဖြင့်ကုညီလှူဆောင်ပေးခြင်းဖြစ်သည်လူလောကတခွင်ဝယ်စေတနာကောင်းထားရှိလျှင်လူအချင်းချင်းကုညီခြင်းစရာအများပြားရှိ၏ တာရီနာရီကိစ္စမျိုး၌ဖြစ်စေရက်ရီရွာရီကိစ္စမျိုး၌ဖြစ်စေကျမ်းမာရေးချမ်းသာရေးကိစ္စမျိုး၌ဖြစ်စေဘာသာရေးသာသနာရေးပညာရေးကိစ္စမျိုး၌ဖြစ်စေတိုင်းရေးပြည်ရေးကိစ္စလုံခြုံရေးကိစ္စမျိုး၌ဖြစ်စေမေတ္တာစိတ်မှုတည်၍စေတနာကောင်းဖြင့် ကိုထိလက်ရောက်ဆောင်ရွက်ပေးခြင်းဟုသမျှအားလုံးသည်ကာယကံမေတ္တာဖြစ်သည် ထို့ပြင်မျက်စိရှိတွင်ရှောင်းတခင်တွေ့မြင်ရသော ကုညီတင်ကုညီထိုက်သောတစုံတရာကိုရှောင်းတခင်ကုညီဆောင်ရွက်ပေးခြင်းသည်လည်းကာယကံမေတ္တာမြည်သည်ဥပမာအထိုင်အထလေးလံနေသူ အသွာလာခက်ခဲနေပုံရသူအိုမင်းမဆွမ်းသူများနာမကျန်းဖြစ်နေသူများကို တွေ့ရလင်တွဲ၍ကု၍ဖေးမကုညီ၍ပေးခြင်းမျိုးဖြစ်သည်ထို့အပြင်အထုတ်ကြီးတောင်းကြီးစသည်ဖြင့်မနိုင်မနှင်းချီမနေသူကိုတွေ့လျှင် ငါနှင့်မဆိုင်ဟု၍ရဲ့ကြည့်မနေပဲထို့သူအာအာနာ၍အကူအညီမတောင်းတော်လဲမိမိကလွယ်လင့်တကူတစ်ဖက်သားကိုကျင်နာတတ်သူအနေဖြင့်ကူညီ၍မချီပင့်၍ပေးလိုက်ခြင်းမျိုးလဲကာယကံမေတ္တာဖြစ်၏ဤပေါ်ပြပါတို့၌စ၍အတွေ့အကြုံ အရာခက်သိန်းကိုကူညီပေးခြင်းသည်ကာယကံမေတ္တာမိပေ၏ လူလောကတခွင်ဝဲတီးဖွဲ့သောကိစ္စလေးများ၌လည်းမျက်စိရှိတွင်ကြုံတွေ့ရလင်မိမိအနေဖြင့်စွားနိုင်မှာကဒေတာမရွေကာလမရွေအချိန်မရွေမေတ္တာစေနာဖြင့်လွယ်လင့်စွာကူညီပေးရ၏လမ်းမနေသူအားလမ်းမှန်ပေါ်ရောက်အောင် ပို့ပေးခြင်းလမ်းမသိသူအားလမ်းပြပေးခြင်းညွှန်ပြပေးခြင်းယောဂခံစားနေရသူအားယောဂပြအောင် စေကောင်းပြောပြပေးခြင်းစသည့်စေရနာကောင်းမြတ်တာနှင့်ဂယုဏအရင်ခံထား၍ကိုထိလက်ရကူညီပေးခြင်းအလုံးကာယကံမြတ်တာကြီးပေဖြစ်သည်ဤကဲ့သို့ကူညီပေးခြင်းမျိုးသည်လူလောက၌ကျေးဇူးတင်ခံရလွယ်သောအလုံးမုံဖြစ်သည်မိမိ၏စိတ်နှလုံးသည်လည်းကြည်နူးခြင်းအားရခြင်းနှင့်ချင်းနှစ်သိမ့်မှုကိုခံစားရသည်အပြန်ကျေးဇူးအပြင်မိမိကိုယ်တိုင်ခက်ခဲမှုကိစ္စတစုံတစ်ခုတွေ့ရသောအခါ အလွယ်ပေါ်ပေါက်လာတတ်မြဲဖြစ်သည် လူမရှိလင်နတ်ကတော်ကူညီထက်သည်ဤစေတနာစေရင်ကောင်းကအကျိုးပေးကောင်းဤနှင်းဝစီကံမေတ္တာဝစီကံမေတ္တာသည်မေတ္တာစေတနာအရင်ခံထား၍ဝစီဝิญဉ်နှုတ်ဖြင့်ကောင်းရာကောင်းချောင်းကို ပြောဆိုပေးခြင်းကူညီပေးခြင်းညွှန်ကြားပေးခြင်းတိုက်တွန်းခြင်း ကောင်းကျိုးရအောင်ထောက်ပံ့ကူညီ စကားပြောကြပြီးချင်းအမားမရောက်အောင်ဒုက္ခမရောက်အောင် ဆုံးမဩဝါဒပေးခြင်းအလုပ်ဖြစ်သည် အခက်ခဲပြဿနာတစ်စုံတစ်ခုသော လောကရန်နှင့်ကြုံတွေ့ရသူကိုဖြစ်စေကြုံတွေ့နေရသော လောကရန်ကြောင့်ကြံမိကြံရာဒုက္ခရောက်ကြောင်းလမ်းမဘက်သို့ဥတည်နေသူကိုဖြစ်စေမေတ္တာစေတနာဖြင့်ကုညီဆောင်မပေးရမည်ကိုယ်စိတ်ချမ်းသာမှုဖြစ်စေရန်တာယာညောင်းပြောင်းပြောဆိုညွှန်ကြားပေးရမည် ရှင်တို့လင်နှုတ်ဖြင့်ကူညီပေးခြင်းဟုသမျှသည် ဝစီကံမေတ္တာဖြစ်ပေ၏ထို့ပြင်လူမှုရေးဖြစ်သောတာရင်းနာရေးကိစ္စမျိုး၌ဖြစ်စေရဲ့ရေးရွာရေးတာယာစီပင်ရေးကိစ္စမျိုး၌ဖြစ်စေဘာသာရေးသာသနာရေးပညာရေးကိစ္စမျိုး၌ဖြစ်စေလူလောကတခွင်ဝဲကြုံတွေ့ရသောအရာခက်သိန်းကိုမိမိအနေဖြင့်ကူညီတင့်သောအရာဟုသမျှကောင်းရာကောင်းချောင်းဖြစ်စေရန်ကောင်းရာကောင်းချောင်းဖြစ်စေရန် မေတ္တာစေနာအရင်ခံထား၍နှုတ်ဤဆောင်းမပေးခြင်းအလုံးသည် ဝစီကံမေတ္တာဖြစ်၏ထို့နည်းအတူခက်ခဲမှုနှင့် တွေ့ကြုံရသူကို မခက်ခဲစေရန်လွယ်ကူစေရန် ဝင်လေသောကိစ္စကို ပေါ်ပါသွားစေရန် ထိခိုက်မိဘေးကိုမထိခိုက်စေရန်နှင်နာမိကိုမနှင်နာစေရန် အတွေးခေါ်ချောနေသူကိုတဲ့မှတ်စေရန် အလုလှမ်းမနေသူကိုလမ်းမှန်စေရန်ကြံ့ကြာနေမိကိုလှင့်မြန်စေရန်စိတ်ညစ်နေသူကိုစိတ်ချမ်းသာစေရန်စိုးရိမ်တော့ကခံစားနေရသူကို စိတ်တော့ကကြောင်းကြတွင် ပြေပြောက်စေရန်စသည်ဖြင့်ကောင်းကျိုးဆောင်ရွက်သောအလုံမျိုးသည် ဝစီကံမြတ်တာအလုံများဖြစ်၏လူလောကကြီးတခွင် နေစဉ်တွေ့မြင်ကြုံတွေ့ရသမျှတနာစီရာလူအများကို ကောင်းကျိုးချမ်းသာရရေး ကြည်လင်ချမ်းမြေ့သွားရေးကိုရှေ့ရှု၍မြတ်တာစေရနာအရင်ခံတန်တန်ဖြင့်ပြောဆိုဖြောင်းပြပေးရမည်ညွှန်ကြားပေးရမည်တိုက်တွန်းပေးရမည်လမ်းပြပေးရမည်တွင်တင်ဆုံးမဩဝါဒပေးရမည်ရင်းတို့သောအပြုမူအပြောဆိုအားလုံးသည်ဝစီကံမြတ်တာဖြစ်၏တတိထားကြည့်မိလျှင်ဤတို့သော ဝစီကံမြတ်တာအလုံးသည်လူလောကတွင်အလိုအဆုံဖြစ်၏မိမိမှာနေရင်ထိုင်ရင်ကုသိုလ်ရသောအလုံးဖြစ်၍ ပတ်ဝန်းကျင်လူများတို့ကခြေနှက်အာရနှစ်သက်ကြသည်ဂျေစုအတင်ခံရသောအလုပ်ဖြစ်သည် စေတနာကောင်းကအကျိုးပေးကောင်း၏ဆိုရိုးစကားကဲ့သို့ ဥပမာမိမိမှာအကဲ၍ကိုယ်ရေးကိစ္စအခက်ခဲတစုံတရာရှိလင်ချက်ချင်းဆိုသလိုလူအချင်းချင်းကတော့၎င်းပတ်ဝန်းကျင်နတ်များကတော့၎င်းကူညီပေးတတ်ကြ၏ ဓာရိုက်မဟုတ်တော့လဲကောင်းရာညွန်ပြပြီးသူ ဆောင်းမလိုသူတစုံတယောက်ဒေတာမွေအယံသင်ပေါ်လာတတ်ဤ၃မနောကံမြတ္တာမနောကံမြတ္တာသည်စိတ်နှလုံးစွမ်းအားဖြင့်ဤစိတ်စွမ်းအားဖြင့်တတလောကကို ချမ်းသာစေရန်ကျမ်းမာစေရန်ကောင်းသောကြံ့ရွယ်ချက်အောင်မြင်စေရန်ဖန်တီးပေးစွမ်းနိုင်သောအလုပ်ဖြစ်ဤလူတကိုယ်လုံးတွင် စိတ်တတ်သည် တကိုယ်အကြီးဆုံးဖြစ်သော လူတကူလုံးတွင် စိတ်သက်သည်တကူအကြီးဆုံးဖြစ်ကြောင်းနားလည်ထားကြရမည်အထက်ဖော်ပြပါမေတ္တာ၃မျိုးတွင်အရေးပါဆုံးကမနောကံမေတ္တာဖြစ်၏မနောကံမေတ္တာအောင်မြင်လင်ကြံ့နှမျိုးလည်းအောင်မြင်ပြီးဖြစ်သွား၏အကြောင်းမှာမနောကံဖြစ်သောမေတ္တာစိတ်အရင်းခံကြောင်းကာယကံမေတ္တာ ဝစီကံမှုမေတ္တာတို့ပေါ်ပေါက်လာရခြင်းဖြစ်သည် မနောကံမေတ္တာဤတကူအရှင်က လူလောကကိုချမ်းသာစေနိုင်သည် နတ်လောကကိုချမ်းသာစေနိုင်သည်မေတ္တာရှင်ဖြစ်သောမိမိအားလူအများကချစ်ခင်လာကြသည်နတ်ဘလူးပိတ္တာစသည်တို့ကလည်းချစ်ခင်လာကြသည်ချစ်ခင်ကြည်ညိုကြ၍ကိုညီဆောင်မှခြင်းဘေးရန်မှစောင့်ရှောက်ပေးခြင်းပြုကြသည် အထူးသဖြင့်ဤဘဝမှတည်လွန်ပြီးနောက်၌အထက်မြမဘုံသို့လာရောက်စေနိုင်၏မြမဘုံမရောက်သေးတော့လဲနတ်ဘုံနတ်ဘဝလောက်တော့အမှန်ရောက်နိုင်၏ ထို့ကြောင့်မေတ္တာဘဝနာသည်အစွမ်းထက်၍တကူအကြီးဆုံးနှင့် အကျိုးအာနိသင်အများဆုံးဖြစ်ကြောင်းယုံကြည်စွာနားလည်ထားကြပါ မနောကံမေတ္တာသည် အဝေးနီးအားလုံးကို လွှမ်းခြုံနိုင်သည်ဟုမှတ်ကြပါ တောင်တန်းသာသနာပြုဆရာတော်ကြီးအရှင်ဥတ္တမသာရာ